ဘယ်လိုဗီဒီယိုတင်ရင်တက်တော့ပတ်စံပို့ပေးလဲဘယ်လိုဗီဒီယိုဆိုပတ်စံမရဘူးလဲ qualifying view ဆိုတာဘာလဲပြီးတော့ qualifying view တွေရဖို့ဘယ်လိုဗီဒီယိုတင်ရမှာလဲဒါတွေကိုသိဖို့ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပါနော် monetization အောင်ထားပြီးရလူဆိုရင်တော့ပုံမှန်သတိထားရမှာပါဗီဒီယိုတင်တဲ့လူကကိုပိုင်ဗီဒီယိုဖန်တီးပြီးတင်တယ်လို့သူများဗီဒီယိုကိုကူးယူပြီးတင်တာတွေလည်းရှိပါတယ် ဒီနေရာမှာဆိုရင်သူများတွေစီက copy ယူပြီးတင်တဲ့ video တွေကနေဝင်ဝင်လုံးဝမရပါဘူး TikTok ကနေပဲ copy ယူယူတခြား YouTube တို့ Facebook လိုမျိုး platform ကနေပဲ copy ယူယူအဲ့ဒီ video တွေကဝင်ဝင်လုံးဝမရပါဘူး copy ယူရင်တောင်မှကိုကတခြားလေး edit လုပ်ပြီးတင်ရင်တော့ရနိုင်ချေရှိပါတယ်အဲ့ဒီတည်းမှာဆိုရင်ကိုပိုင် video လေးဖန်တီးပြီးတင်တာအကောင်းဆုံးပါ TikTok ကနေဝင်ဝင်ရဖို့ဆိုရင်10မိနစ်အထက် video ဖြစ်ရပါမယ်။ဒီနေရာမှာ10မိနစ်အောက်မရောက်လားဆိုရင်ရတော့ရပါတယ်။ဒါပေမဲ့အရန်နေပါတယ်။ ပြီးတော့ qualifying view ဆိုတာကပါလဲ qualifying view ဆိုတာကိုဗီဒီယိုကို5စက္ကန့်နဲ့အထက်ကြည့်ထားတဲ့ view တွေကိုပဲ qualifying view လို့ခေါ်ပါတယ်။2စက္ကန့်3စက္ကန့်ကြည့်ပြီးတော့ကျော်လိုက်ရင်တော့အဲ့ဒီ view ရာ qualifying မဖြစ်ပါဘူး။ပြီးတော့ view တွေဝယ်ပြီးတော့ view များအောင်လုလုလည်းမရပါဘူး။အဲ့လိုလုလိုက်ရင် TikTok ကနေပတ်စံလုံးဝမရပါဘူး။ account တစ်ခုကနေပဲ video တစ်ပုတ်ကိုခဏခဏကြည့်ရင်လည်း TikTok ဆစ်ထုတ်လိုက်ပါတယ်။သူကြည့်ထားတဲ့ view အလုံးက qualifying မဖြစ်ပါဘူး။ဒါဆိုရင်တော့ qualifying view နဲ့ disqualifying view ကိုမိတ်ဆွေတို့သိပြီးထင်ပါတယ်။ ပြီးတော့ qualifying ဖြစ်တဲ့ view ကိုမှသာ TikTok ကပတ်စံပေးရပါကဲဗီဒီယိုလေးမဆက်ခင်မှာအခုဗီဒီယိုအသေးလေးပေးအပေါင်းလေးနေဖို့မမေ့ပါနဲ့နော်ကိုကဘလို့ဗီဒီယိုတွေဖန်တီးမယ်ဆိုတာကိုအရင်ဆုံးဆုံးဖြတ်ပါကိုက finance နဲ့ပတ်သက်တဲ့ဗီဒီယိုတွေဖန်တီးမှလာဥပမာပြောရင်ပတ်စံဘလို့ရှာရမှာလဲဘလို့ရင်းနှီးမြှုပ်နှံရင်ဘလို့ကြီးပွားချမ်းသာမှာလဲအစသဖြင့်ပေါ့ဒါမဲ့ဒီမှာပဲ application တွေသုံးပြီးတော့ပတ်စံဘလို့ရှာရမယ်ဆိုတဲ့ topic နဲ့ video တွေဖန်တီးရင်တော့ TikTok creativity program ကနေပတ်စံမရပါဘူး ဘာလို့လဲဆိုတော့သူတို့ application ကိုကြော်ညာတဲ့ video ဖြစ်နေလို့ပါအဲ့လို advertise လုပ်တဲ့ video တွေကိုပတ်စံမပေးပါဘူးဒါမှမဟုတ်နီးပညာပိုင်းနဲ့ပတ်သက်တဲ့ video တွေပဲဖန်တီးမှာလားဒီနေရာမှာ technology နဲ့ပတ်သက်တဲ့ tools တွေ application တွေအကြောင်းပြောရင်ပတ်စံပို့ရပါတယ် application ကိုသုံးပြီးတော့ပတ်စံဝင်တဲ့အကြောင်းမဖြစ်ရပါဘူးအဲ့ဒီ application ကိုသုံးပြီးတော့ဘာတွေဖန်တီးနိုင်လဲဘယ်လိုအကျိုးမြတ်တွေရှိရဆိုတာကိုပြပြရမှာပါဒါမှမဟုတ်ဟာတာဗီဒီယိုတွေပုံမြင်ပြောပြတဲ့ဗီဒီယိုတွေပဲဖန်တီးမှာလား ဘစ်နက်စီးပွားရေးနဲ့ပတ်သက်ပြီးရကြဉံပေးမှလားမိုတီဗေးရှင်းနဲ့ဗီဒီယိုတွေပဲဖန်တီးမှလားကိုစိတ်ဝင်စားစရာဗီဒီယိုတွေဖန်တီးနိုင်ပါတယ်အဓိကဖြစ်ရမှာကကိုပြောထားတဲ့ဗီဒီယိုထဲမှာသူများပြစ်စီကြညာရဲ့ဗီဒီယိုတော့မဖြစ်ရပါဘူးကြညာကရလို့တင်တာတော့တမျိုးပေါ့နော် TikTok ကပေးပေးမပေးကိုကပတ်စံဝင်ထားပြီးသားဆိုတော့ကဲအဲ့လိုဆိုရင် TikTok creativity program နဲ့ပတ်စံဘလို့ရရဆိုတာကိုသိပြီးသွားထင်ပါတယ်နောက်ဗီဒီယိုမှာ1000 view ဆိုရင် TikTok ကနေပတ်စံဘလောက်ရလဲဆိုတာကိုပြပြပေးသွားမှာပါ အားလုံးကျေးဇူးများတင်ပါတယ်